အင်အားကြီးတင်နေဗီယက်နမ်၊အင်ဒိုနီးရှား၊မလေးရှား၊အိန္ဒိယဘောနော်။အဲ့သူတို့တင်နေရဆိုရင်ထိုင်းလန်တို့ဆိုရင်မြန်မာမှာဆိုဘယ်တန်းမှာဘလူပါလဲဆိုနာမည်စင်းတိလိုက်တာနဲ့ကျွန်တော်တို့ဟိုဒိန်ဂျာတွေပါလိုက်ဆိုကျွန်တော်တို့ဘောရထွန်းအောင်ဆိုရင်သူတို့က80 85မှာရှိတယ်။ဒီဘွဲမှာသူပါမလားသူတို့ကအရင်ဆုံးနာမည် list ကိုကြည့်တယ်။ကြည့်တဲ့အခါမှာပါတယ်ဆိုရင်သူတို့ကအဲ့တန်းမှာရှိရလို့ဆိုရင်အများအားသူတို့ပြင်ဆင်တာပို့ပြီးတော့ကျွန်တော်ပါတဲ့တန်းဆိုတော်တော်များများရှောင်ကြတယ်။ဘာလို့လဲဆိုတော့ကြောက်လို့တော့ဗော။ training လုပ်တဲ့အခါမှာသူများက၃ချိန်လုံးနေပြီလားတိုင်မဲကိုကိုကမမြင်အောင်မမြင်ရတော့ကြောင့်မို့ကိုတို့က training ၃ချိန်နဲ့လုံလောက်လားမလုံလောက်မလုံလောက်၄ချိန်အဲ့လိုမျိုးပေါ့နော်အဲမြန်မာနဲ့တွေ့ရရဆိုရင်အဲ့ကျွန်တော်ခုနကပြောအင်အားကြီးတင်းနေဗီယက်နမ်အင်ဒိရှားမလေးရှားအိန္ဒိယဘောနော်အဲ့သူတို့တင်းနေရဆိုရင်ထိုင်းလန်တို့ဆိုရင်မြန်မာမှာဆိုဘယ်တန်းမှာဘယ်လိုပါလဲဆိုနာမည်စင်းတိလိုက်တာ ਨੇ ကျွန်တော်တို့ ဟို danger တွေပါလိုက်ဆိုကျွန်တော်တို့ပေါ့ရထုံနောက်ဆိုရင်တို့က80 85မှာရှိတယ်ဒီဘွဲမှာသူပါမလားသူတို့အရင်တော့နံပါတ် list ကိုကြည့်တယ်ကြည့်တဲ့အခါမှာပါတယ်ဆိုရင်သူတို့ကအဲ့တိုင်းမှာရှိရလို့ဆိုရင်အများအားသူတို့ပြင်ဆင်တာပို့ပြီးတော့ဒါပေမဲ့သူတို့ပြင်ဆင်မဲ့လဲကျွန်တော်တို့သွားတဲ့လူတိုင်းမှာဆိုရင်ပေါ့နော်ကျွန်တော်တို့အခုကျွန်တော်ပြန်ရဲတောက်လျှောက်မှာဆိုရင်ကျွန်တော်ပါတဲ့ dance ဆိုတော့များများရှောင်ရတယ်ဘာလို့လဲဆိုတော့ကြားလို့တော့ပေါ့သူတို့ကလည်းပေါ့နော်ဒီလူပါရင်ဒီလိုပေါ့ကျွန်တော်ကဒီတိုင်းမှာနှစ်ကုန်း ဆုံးလုံးမြုပ်ထားတာလေမြုပ်ထားဆိုဒီ training မှာပဲမနေ့ဆို training ညလေဆို training ညဆို training ပေါ့နော်အဲ့လိုမျိုးလှုပ်တဲ့တော့ကြောင့်ကျန်တဲ့အပိုင်းညကြတော့သူတို့ကကိုယ်တည်းတော့နည်းနည်းတော့ယော့တာပေါ့ကိုကတော့အမြဲဟိုသူတို့တဲ့အချီတပြားတောင်းအောင်တော့အမြဲနဲ့ကြိုးစားတယ်ပေါ့နော်အားပြောလို့ရတယ် short မတွေ့တဲ့အထက်မှာမြန်မာအထိပ်ဆုံးပါလာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကဟိုသူညာတွေလိုမျိုးမလို့ရင်မလို့လို့ရင်စမ်းစမ်းကုန်ကုန်လောက်တယ်နောက်ဇွဲရှိတယ်သူညာကလည်းမလို့တဲ့အချိန်မှာကျွန်တော်ထားလောက်တယ်သူညာကလည်းမစားဘူးဆိုတဲ့ဟာကိုကျွန်တော်ကလည်း ရအောင်ဝင်အောင်စားချက်သားပြုတ်ဆိုလည်းဝင်အောင်စားတယ်ကျုပ်ပြုတ်ဆိုဝင်အောင်စားတယ်ရေလုံးပြုတ်ဆိုလည်းစားတယ်နောက်ကြောက်ရှင်အဲ့ပြိုင်ပွဲအတွက်ဆိုရင်လုံးဝစိတ်ထည့်ပြီးတော့ကျွန်တော်တို့ကဟို training လုပ်တဲ့အခါမှာသူများက၃ချိန်လုံးနေပြီလားပြိုင်ပွဲကိုကိုကမမြင်အောင်မမြင်ရတော့ကြောင့်မို့ကိုတို့က training ၃ချိန်နဲ့လုံလောက်လားမလုံလောက်မလုံလောက်၄ချိန်အဲ့လိုမျိုးပေါ့နော်ကျွန်တော်ဆိုအများအား training ကိုပြိုင်ဝနာနီးချင်းကလာပြီဆိုရင်ပြီးခဲ့တဲ့အာရှဝေါ်ပွဲတွေကမတူ training သွားတာချင်းလေအဲအာရှပွဲမှာ၃ချိန် အဲဟောပဲကြာကျောင်း၄ချိန်ဆင်းသွားအဲ့လိုမျိုးပေါ့အဲ့ထွေးနေချိန်တွေတို့တို့ကမသိဘူးလေတို့ကပုံမှန်ဆိုရင်မနေ့တစ်ချိန်ညနေချိန်နှစ်ချိန်လောက်ပဲတို့ကဆင်းတယ်ပြင်ဆင်တယ်ဒါပေမဲ့ကိုရီးယားနှစ်ချိန်ပို့တဲ့အတွက်ကြောင့်အဲ့နှစ်ချိန်ကကိုရီးယားတို့တက်ပို့ပြီးတော့တာလွန်လာပေါ့ဟုတ်အာကြောက်တယ်ခံစားရသူတို့ကကိုယ့်ကိုရှိန်တယ်ကိုကတော့ဟိုကိုလုံမြဲတိုင်းလုပ်တယ်ကိုဆင်းခဲ့တဲ့ထွေနီကိုလုံခဲ့တဲ့အချိန်ပြီးခဲ့တဲ့ယူခဲ့တဲ့ပေါ့နော်ပြင်ဆင်မှုတွေကကိုလုံလောက်တဲ့ကြောက်ကိုရော confident အပြည့်ရှိတယ်။နောက်ကျဝင်တော့မမြင်တော့ဘူးเนาะ။ပြိုင်ဘက်ဆိုတာစင်မော်ရောက်မှတွေးရတာ။ဒါပေမဲ့သို့တော့ဟိုတတိလွတ်လို့မရဘူးเนาะ။ပြိုင်ဘက်ဆိုတာအမြဲတမ်းတာလွန်နေတာ။ကိုတတိတစ်ချက်လွတ်လိုက်ရင်ပြိုင်ဘက်မှာတစ်ခုတွဲချော်သွားရင်ကိုတော့ကအများကြီးပေါ့เนาะ။အဓိကချမ်းမာရစားလေးတာထိုင်နေတော့လာလားစားအကုန်လုံးပေါ့เนาะ။အဲ့တော့ဒီယူဆိုင်ပြီးတော့လောက်ရတဲ့အကြောင်းကိုသူတို့ကိုဟိုရှော့လည်းမတွက်လို့ကိုလည်းမတွက်ဘူး။ဒါပေမဲ့ကိုကကိုလုတ်တဲ့ဟိုလုပ်ငန်းစဉ်တိုင်းကိုလုတ်တဲ့ program တိုင်းပေါ့เนาะ။ design မမလုတ်သွားပါဘူး။ အဲကျွန်တော်လေးလာလေးလာဆိုတော့အများဆိုကျွန်တော်ကတငယ်ချင်းများဆိုဗီယက်နမ်ရှိတယ်မလေးရှားရှိတယ်အဲအိန္ဒိယလည်းရှိတယ်အဲသူတို့တငယ်ချင်းတွေကတော့အများအားပြောတယ်ပေါ့နော်ကိုငိုးစားပေါ့နော်ဟိုအင်ဖော်မပေးတာပေါ့နော်အဒီတန်းမှာလည်းဒီကောင်လာမယ်ဒီလိုရှိတယ်ဆိုတော့သူတို့ကပို့ပေးတယ်ပို့ပေးတယ်ဒါပေမဲ့ကိုကတော့ပို့ပေးတာပို့ပေးတာပဲဟိုသူလည်းစူးစမ်းမှရသလိုကိုကလည်းစူးစမ်းမှရတယ်တော်ကြောင်ကိုပို့ပေးလဲကိုကလေးလာလို့ရတယ်တငယ်ချင်းတွေကလည်းတော်တော်ခင်ကြပါတယ်ဒါပေမဲ့ကျွန်တော်တို့က professional ဆော့ပြီဆိုရင်တယောက်တယောက်ကစင်မော်ရောက်မှပြိုင်ပဲဆေးအောင်ရောက်ပါရင်ကိုကညီကိုတွေလိုပဲလေတကယ်ချင်းပေါင်းနေလို့ကိုကဆက်ဆံရတယ်ဆိုတာဗီယက်နမ်လူဆိုလည်းအဲ့လိုပဲကျွန်တော်ပြောပြပြီးတယ်အဲ့လိုမျိုးမလေးရှားလူလည်းတကယ်ချင်းကဗျမ်းချစ်တာသူကအာသူဒီတားမှပြိုင်မယ်ဆိုရင်ပြီးခဲ့တဲ့ပွဲကကျွန်တော်က85ပြိုင်တော့သူကညတော့85ပြိုင်တယ်လေပြိုင်တော့ငါ80တက်မယ်မင်းက85ပြိုင်မယ်ငါ80ပြိုင်မယ်ဘာဖြစ်လို့လဲဆိုတော့မင်းကဘယ်တော့မှမပြိုင်ဘူးဘာဖြစ်လို့မင်းကမနိုင်ဘူးအဲ့လိုပြောကိုကပျော်တော့နော်ပီတီရောဖြစ်တယ်ဒါပေမဲ့ကိုကဘွင်တော့မမြင်ဘူးဘာဖြစ်လို့ဆိုတော့ သူကိုယ်တိုင်ပြောရလေမင်းဒီတောက်လျှောက်ပေါ့နော်နိုင်မဲ့လူကမပေါ်နိုင်ဘူးပေါ့ဘာဖြစ်လို့မင်းကအကောင်းဆုံးပေါ့ပေါင်ဒီပေါ့ပေါ့နော် less ပေါ့ lucky ပေါ့မင်းက lucky ဆိုပေါင်နေပါရဲ့အရန်ကောင်းချစ်တော်မင်းကပေါ်ပိုင်းကတော့နောက်ပိုင်းကျလိုက်လာလို့ရှိရင်မင်းကိုဘယ်မှမမြင်တော့ဘူးပေါ့ဘောမှာမင်းကချက်မြဖြစ်လာမှာပေါ့သူကပြောဘူးရလေအဲတကယ်တည်းဖြစ်လဲဖြစ်လာတော့ပေါ်ပူပြီးဘန်းတာတာပေါ့ဟုတ်အာမေးလဲမမေးဘူးကျွန်တော်အခုနေတဲ့ ပုံစံအားဆိုရင်ဒီသားလေးပေါ့နော်ပုံမှန်လဲကျွန်တော်ပြင်မှာသွားလာတယ်လှူရှားတယ်ပြီးွားကျွန်တော်အာငါဝတ်ချက်မြိုင်ငါဘယ်လိုပြည့်ဆိုတော့သူတွေ့တဲ့တငယ်ပေါင်းနေလဲဒါကျွန်တော်အရင်ကပေါင်းခဲ့တဲ့တုံညပေါင်းခဲ့တဲ့တုံညပါပဲကျွန်တော်ကတစ်ဆယ်မဖြစ်သွားဘူးဘာဖြစ်လို့ဆိုတော့ဘွေလဲမြေစာမရှိလို့ဒါကျွန်တော်ကြိုးစားအားထုတ်မှုလို့ရခဲ့လို့ဒါကျွန်တော်ဘီနာတာမှုပေးခဲ့တော့ဟိုပေါ့နော်တငယ်ချင်းပေါင်းနေနောက်ကျညူမောင်ကမိသားစုပေါ့နော်နောက်ကျဒီကအရေးကြီးတာကျွန်တော်တို့ရဲ့ဒီမြန်မာနိုင်ငံကာဗလာဖွဲ့ချုပ်ကကျွန်တော်ကိုယုံကြည်စိတ်ချစွာနဲ့ရွေးချယ်ပြီး ဈေးလွတ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီမြန်မာနိုင်ငံလွတ်တဲ့အတွက်ကြောင့်ကျွန်တော်ပြိုင်ခွင့်ရလို့ဒီဘောကရခဲ့တာလေဒါနိုင်ငံကုံဆောင်ဖြစ်ရတယ်အဲ့တော့ကြောင့်မို့လဲနိုင်ငံတော်အတိမပြုပေးတယ်ပြုပေးတဲ့အတွက်ကြောင့်ကျွန်တော်အတိုင်းမိဝမ်းသာတယ်ဟုတ်အာကျွန်တော်ကခံရက်တစ်ခုပဲရှိတယ်ဒါလည်းဆိုတော့လုံးရင်ဆုံးအောင်လုံးမလုံးမလို့ဘာလူကလေစူးစမ်းအားထုတ်မှုကိုအဓိကထားပြီးတော့ကိုလောက်ခဲ့တဲ့ပေးဆက်ခဲ့တဲ့ဟိုချိန်တွေအများကြီးအဲ့ချိန်တွေအကောင့်နဲ့ဖော်ဖို့ပဲကျွန်တော်ကဟိုကိုလှုပ်ကျင်တဲ့လူအရာတခုပေါ့နော်ဖြစ်မြောက်အောင်လုပ်ဖို့အတွက်အခု အပိနေတယ်ဟိုပါဗောနော်ပြည်သက်တွေရောကိုယ့်ရဲ့ chicken နဲ့ညူမောင်တွေရောကာပလတိုင်းဝိုင်းတွေအကုန်လုံးဒီများမှာကျင်တာကျွန်တော်လို့လို့ပဲဗောနော်လောက်ပါစတိုက်လောက်ပါမရက်သွားပါနဲ့အချိန်တန်လာရင်အချိန်တစ်ခုကကိုယ်ဟိုပါပေးပြီးတော့နေရာတစ်ခုရလာလိမ့်မယ်အဲ့နေရာတစ်ခုအတွက်ကိုကိုယ်ကရဖို့ဆိုရင်ဟိုစူးစမ်းအားထုတ်မှုတစ်ခုကအများအားဆက်ဆက်တမန်စူးစမ်းအားထုတ်မှသာလေဒီနေရာအများကြီးရောက်ရှိမှာဗောနော်အများအားလဲကိုကဟိုရက်နေလိုက်သွားလိုက်ရက်လိုက်သွားလိုက်ဆိုခီးရမရောက်ပါဘူး တနည်းတရက်ကိုတစ်ခေါက်ကိုထွင်းကြီးအများဆင်းနေမှာဆိုရင်ဘိုးသားကိုနှိမ့်နဲ့ချီလာလို့ရှိရင်ကိုယ့်ရဲ့ထွင်းကြီးကလည်းကိုယ့်ရဲ့ခန္ဓာကိုယ်ကလည်းပြင်ပြောင်းလဲလာမယ်နောက်တဲ့ကိုလိုချင်းတိုက်ကြော်တွေရောက်လာမယ်ကိုလိုချင်းနဲ့ဟိုပြိုင်ပွဲတွေကိုတန်းနိုင်စီရောရောက်မယ်အဲ့တော့ကြောင့်မို့ဒီကဟိုမစော်တော့ဆွဲနေပေါ့နော်လုံလောက်ပြီးရှိပြီးတော့ကိုလုံးမဲ့လုပ်ငန်းကိုကျူးကျူးဆဆာနဲ့အားထုတ်ပြီးတော့လုပ်ကြပါလို့ကျွန်တော်ပြောလို့ချင်တယ်ကျေးဇူးတင်ပါတယ်